ထရီကယူနိုက်တက်ကိုဝယ်ယူလိုက်ပါကအတင်းကနေချက်ချင်းထွက်သွားမယ်ကစားမနှစ်ယောက် စာရီအာရေးပြရဲ့အကစားရေးအမြင့်တင်ရေးမှုဖြစ်တဲ့တူရကီအဲရှိုင်းက United ကဟာပါရှင်အသစ်တွေကိုရောင်းချဖို့စာချုပ်အပိတက်အဆင့်ကိုရောင်းနေပြီလို့လူမှုကွန်ရက်ပေါ်မှာထုတ်ဖော်ပြောကြားခဲ့ပြီးတချိန်တည်းမှာပဲဒီသတင်းဟာ United အနာဂတ်နဲ့ပတ်သက်လို့ထင်ကြေးပြမှုတွေကိုပုံမိုကြီးထွားလာစေခဲ့ပါတယ်။ဒီလိုသတင်းတွေမထွက်ပေါ်မီက United အနေနဲ့ sorry မှာချစ်ချစ်ပွဲကစားမဲ့သတင်းတွေကလည်းထွက်ပေါ်ခဲ့သေးတာပါ။လက်ရှိချိန်မှာတော့အဲ့အရာတွေထပ်ပိုပြီးရေးကြီးတဲ့အတွင်းသတင်းထူကထပ်မံပေါက်ကြားလာခဲ့ပြီးတော့မန်ချက်လန်ချက်အသင်းမှာဒီဟာဒီပွဲအစားချိန်အလုံးလောက်မရတဲ့အတွက်ကစားမနှုတ်ကကလပ်ကနေထွက်ခွာလို့တဲ့စိတ်ဆန္ဒပြင်းပြလာကြောင်းသတင်းတွေထွက်ပေါ်နေပါတယ် နေပြရမယ့်အမွန်နဲ့လူစင်မှာလိုမချာဖြစ်နေတဲ့အဆိုပါကစားသမားနှစ်ယောက်ကတော့ United ကွင်းလယ်ကိုဘီမိုင်နိုနဲ့ဂျိုးချက်ကစစီလို့ပဲဖြစ်ပါတယ်။အသက်၁၀ပဲရှိနေပြီဖြစ်တဲ့အင်္ဂလန်လယ်ရေးစင်ကိုဘီမိုင်နိုဟာနေရာဒီအပြောင်းရွှေ့လုံကအငှားထွက်ဖို့စိတ်ဝင်စားကြောင်းကလပ်တာဝန်ရှိသူတွေကိုပြောခဲ့ပေမယ့် United ကငြင်းပယ်ခဲ့ပြီးတော့အသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်နဲ့ပွဲထွက်ခွင့်တနေရာစားအတွက် နေရာလူဖို့တွန်နိုင်ခွင့်ရဖြစ်ပါတယ်။ဒါပေမဲ့မေနုဟာဒီရာသီမှာပရီးမီးယားလိမှာတပွဲမှာပွဲထွက်ခွင့်မရရှိခဲ့ဘဲနဲ့ငါးပွဲဆက်တိုက်လူစားဝင်ကစားခဲ့ရသလိုရလန်အနေနဲ့အင်္ဂလန်လိုရေးစင်အသင်းမှာပါသူ့ရဲ့နေရာကိုဆုံးရှုံးခဲ့ရပါတယ်။ဒါကြောင့်နေရာဒီကလေးကစိတ်ဝင်စားခဲ့တဲ့စီးရီကလန်နာပိုလီယာဇန်နဝါရီမှာငှားနဲ့ခေါ်ယူဖို့အတွက်ကမ်းလှမ်းချက်ပေးပို့ဖို့အတွက်မိုင်းရဲကိုယ်စားလှယ်နဲ့ဆက်သွယ်ဆွေးနွေးနေကြောင်းသတင်းတွေကဖော်ပြထားပါတယ်။အလားတူပဲတိုင်းစင်ဘိုဂျိုရှွာဆက်ကြီးကလည်းဒီရာသီမှာပွဲကစားချိန်ရဖို့အတွက်ခက်ခဲနေပြီးတော့ပရီးမီးယားလိခုနှစ်ပွဲမှာ၄ပွဲသာအရန်လိုဆင်းမှာပဲထိုင်နေခဲ့ရတာဖြစ်ပါတယ်။ဒါပြင်ဆက်စီနေနဲ့နာလန်လိုရေးစင်အသင်းရဲ့နောက်ဆုံးလူဆင်းကနေချန်လက်ခင်ရတဲ့ ထိဖြစ်ခဲ့တာကြောင့်ဇက်စီဟာအကြီးကျယ်စိတ်ပြတ်နေရလို့ Daily Mail ကဖော်ပြခဲ့ပါတယ်။ United ကို Ramat Kwalan မြောက်ခင်နေရာဒီတုန်းကဇက်စီကို Napoli ကစိတ်ဝင်စားခဲ့တယ်လို့ဂျူဗင်နက်နဲ့ PSV Eindhoven တို့ကလည်းခေါ်ယူဖို့အတွက်စိတ်အားထက်သန်နေတဲ့အတွက်လက်ရှိအချိန်မှာဇက်စီဟာ ကလပ်ကနေထွက်ခွာဖို့အတွက်လမ်းကြောင်းရှာနေရလို့သိရပါတယ်။အလက်ရှိရထားတဲ့သတင်းချက်လက်တွေအရတော့မန်ချက်စတာနိုင်တဲ့အနေပြရိုဘင်အမ်မိုရီဟာဂျိုရှွာဇယ်ဂျီတဲ့ကိုဘီမိုင်နုကိုပုံမတန်မိုးထားပြီးတော့သူ့ရဲ့ကစားကောင်းမှာရေရှည်အတွက်စဉ်းစားထားနိုင်ချေပိုများရလို့ပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့မိုင်နုနေနဲ့နွေရာသီအပြောင်းရွှေ့လုံကကွဲကစားချိန်ရဖို့အတွက်အငှားထွက်လို့ကြောင်းတောင်းဆိုခဲ့ပေမဲ့ယူနိုက်တက်ကတောင်းဆိုမှုကိုငင်းပယ်ခဲ့တာချင်းသိနိုင်ပါတယ်။ဒီလိုရက်ကအမ်မိုရီဟာမိုင်နုကိုအသင်းရဲ့အနာဂတ်အစီအစဉ်မှာအရေးပါတဲ့ကစားမအတူဖြစ်အသင်းမှာဆက်ရှိနေစေလို့တဲ့ဆန္ဒပြင်းပြအကြောင်းကိုပြသနေတာလည်းဖြစ်ပါတယ်။